စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ကြည့်ရှုသူများမင်္ဂလာပါရှင်ကရင်နီဒေါ်လာရေးတက်တွေတက်လေးလုံးစစ်စင်ရေးအတွင်းမှာသိမ့်ပိုက်ထိမ့်ကျုံနိုင်ခဲ့တဲ့မိုးပြင်းမြို့ကိုစစ်ကောင်စီတပ်ကပြန်သိမ့်ပိုက်နိုင်ဖို့ထိုးစစ်ဆင်နေတာကြောင့်မိုးပြင်းမြို့မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းအခုတစ်ပတ်ပြပြပါမယ် ရှမ်းပြည်နယ်ရဲ့တောင်ဘက်အစွန်ဆုံးနဲ့ကရင်နီပြည်ရဲ့ဝင်းပေါက်မိုးပြဲဟာမြို့တော်လွိုင်းကော်နဲ့15မိုင်ကန်ကွာဝေးပါတယ်စစ်တပ်အာဏာမသိမ်းခင်ကလူဦးရေ3000ဝန်းကျင်နေထိုင်တာပါနွေဦးတော်လှန်ရေးမှာပထမဆုံးမြို့သိမ်းတိုက်ပွဲကိုအောင်မြင်စွာသိမ်းပိုက်မှုအနေနဲ့မဲဆဲမြို့ကို2023နှစ်လယ်ပိုင်းမှာသိမ်းနိုင်ခဲ့တဲ့ကရင်နီတော်လှန်ရေးတပ်တွေက2023နှစ်ကုန်ပိုင်းမှာလည်းပဲထိုးစစ်ကြီးတရက်ကိုဆင်နွှဲခဲ့ပါတယ်။ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့10-20ခုစစ်စင်ရေးပထမလိုင်းကာလမှာပဲကရင်နီတော်လှန်ရေးတပ်တွေကလည်း 2023နိုဝင်ဘာ17ရက်နေ့မှာတစ်လေးလုံးစစ်စင်ရေးကိုစတင်လိုက်တာပါတစ်လေးလုံးစစ်စင်ရေးတစ်နှစ်အတွင်းမှာကရင်နီဘူးပေါင်းတပ်တွေကမိုးပြဲမြို့အပါအဝင်မဲဆက်ရှာတော်မော်ချီဒီမော့ဆိုနမ်းမဲ့ခုံရွာသစ်မြို့တွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်ကြည်နယ်မြို့တော် လွိုင်းကော်မြို့ကစစ်တပ်စခန်းတွေတက်ဆွဲရနေရအများပြားကိုလည်းသိမ်းနိုင်ခဲ့ပေမဲ့အထက်ကတက်ရင်ဌာနချုပ်ဖြစ်တဲ့ဒေသကုတ်ကဲမှုစစ်ဌာနချုပ်လွိုင်းကော်ဓာကဆအပါအဝင်အထက်ကတက်ရင်တချို့နဲ့မြို့ကိုတော့မသိမ်းနိုင်ခဲ့ပါဘူး ဒါကြောင့်စစ်ကောင်စီတပ်ကတရုတ်ရဲ့ဂျာဝင်မှုနဲ့တစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ရေးပထမပိုင်းရပ်နာသွားတဲ့2024 January လနောက်ပိုင်းမှာဒေါ်လာရေးတက်တွေအင်အားသိပ်မကောင်းသေးတဲ့မြို့တွေကိုတံပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။သကိုင်းတိုင်းကကောလင်းမြို့ကိုစစ်တပ်ဟာ2024 February လမှာအပြင်းထန်ထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ကောလင်းမတိုင်ခင်ရှမ်းပြည်တောင်ပိုင်းက PNLA နဲ့ပူးပေါင်းတက်တွေသိမ်းပိုက်ထားတဲ့စီဆိုင်မြို့ကိုလည်း2024 January လမှာစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့တာပါ။ စီဆိုင်နဲ့ကောလင်ပြန်ရပြီးလပိုင်းအကြာ2024မေလမှာတော့ကရင်နီပြည်ကလွန်ကော်မြို့ကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးသလိုလေကြောင်းပစ်ကူသုံးထိုးစစ်ဆင်ခဲ့ပါတယ်2024ဩဂတ်လမှာတော့လွန်ကော်မြို့ကိုစစ်ကောင်စီကပြန်လည်ဆိုးမိုးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းစစ်တပ်ကကရင်နီပြည်မှာဆုံးရှုံးထားတဲ့မိုးပြဲမြို့အပါအဝင်ဂျူဟာမြောက်လမ်းပိုင်းတွေနဲ့မြို့တွေကိုပြန်ဆိုးမိုးနိုင်ဖို့ကြံစီနေတာဖြစ်ပါတယ်မိုးပြဲမြို့ကိုစစ်အာဏာမသိမ်းခင်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းကမြို့လိုသတ်မှတ်ပေမဲ့တော်လှန်ရေးကာလမှာကရင်ပြည်ဂျာကာလအုပ်ချုပ်ရေးကောင်စီ IEC ကကရင်ပြည်ရဲ့မြို့တော်အဖြစ်2024ခုနှစ်မှာသတ်မှတ်ထားပါတယ်။ဝမ်ကောပြန်ရပြီးနောက်စစ်ကောင်စီတပ်ဟာမိုးပြဲမြို့ကိုပအိုးပြည်သူစစ် PNO PNA စစ်သားတွေစုဆောင်းထားတဲ့တင်ဒန်းစင်စစ်သားတွေပါတဲ့အင်အားအလုံးအရင်နဲ့ပင်လောင်းမြို့နယ်ဘက်ကတဆင့်2024နိုဝင်ဘာလကစလို့ထိုးစစ်ဆင်လာခဲ့တာပါ။ဖေခုံဘက်ကနေပြန်ဖြည့်ထားရရောဆိုရင်သူတို့ဘက်အင်အားက900ဝန်းကျင်လောက်ရှိတယ်လို့ မိုးပြေ PDF တာဝန်ရှိသူရဲဘော်ဝေလာက ပြောပါတယ်စစ်တပ်ရဲ့အမှတ်422ချင်းမြတ်တက်ရင်ကလွဲလို့မိုးပြေမြို့တွင်မြို့ပြင်စစ်တပ်စခန်းတွေအလုံးကယင်နီတပ်ပေါင်းစုကထိန်းချုပ်ထားတာပါကယင်နီတပ်ပေါင်းစုထဲမှာတော့ KNDF မိုးပြေ PDF ကယင်နီတပ်မတော် KA ကယန်းတပ် URF ရှမ်းပြည်တောင်ပိုင်းအခြေစိုက် PDF တက်ရင်တွေစတဲ့ပူးပေါင်းတပ်တွေပါဝင်ပါတယ် 2024နိုဝင်ဘာလကစပြီး2025မတ်လစံပိုင်းအထိစစ်ကောင်စီတပ်ကမိုးပြဲမြို့ကိုပြန်ရဖို့ကြီးမားတဲ့ထိုးစစ်ဆင်မှု၃ချိန်ပြုလုပ်ခဲ့ပါတယ်။2024နိုဝင်ဘာ19ရက်2024ဒီဇင်ဘာ4ရက်နဲ့2025ဖေဖော်ဝါရီ26ရက်နေ့တို့ကပါ။ကရင်ပြည်ပူပေါင်းတပ်ရဲ့ခုခံမှုကြောင့်စစ်ကောင်စီတပ်ဟာတိုက်ဆုံထိခိုက်မှုများပြီးအကြိမ်ကြိမ်တပ်ပြန်ဆုတ်ခဲ့ရပါတယ်။ဒါပေမဲ့စစ်တပ်ဟာနောက်ပြန်ဆုတ်လိုက်ပြန်လည်စုဖွဲ့လိုက် ပြန်ထိုးစစ်ဆင်လိုက်လုပ်နေတာပါ။ စစ်တပ်ကလေကြောင်းပစ်ကူနဲ့ဒရုန်းတွေအများအပြားသုံးပြီးထိုးစစ်ဆင်နေပါတယ်။ February 26ရက်နေ့ကပြန်စတဲ့ထိုးစစ်မှာတော့ပိုပြင်းထန်လာပြီးစစ်တပ်ကသူတို့ရှိသမျှလက်နက်အကုန်ထုတ်သုံးနေတယ်လို့တော်လှန်ရေးတပ်တွေကပြောပါတယ်။ဒရုန်းတွေလက်နက်ကြီးတွေ Jet Fighter တွေ112ဘုံကျဲလေယာဉ်တွေအပြင်အစိမ့်ငွေနဲ့မီးလောင်ဘုံတွေပါသုံးလာတယ်လို့မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ကဘူနီတိုပြောပါတယ်။အတမဆုဆောင်ထားတဲ့စစ်တန်တန်းစင်စစ်သားအစ်တွေ PNA ပြည်သူစစ်တွေအပါအဝင် အင်အား900ကျော်နဲ့ထိုးစစ်ဆင်တိုက်ခိုက်တာမှာတိုက်ပွဲကာလတွင်းမှာပဲအလင်းဝင်လာသူတွေလည်းရှိကြောင်းသိရပါတယ်။မိုးပြဲမြို့ခမာယာ422တပ်နဲ့ရှေ့တန်းပို့ခံရသူတွေတဲကကရင်နေတပ်ပေါင်းစုစီအလင်းဝင်လာတာဟာနှစ်လအတွင်း100လောက်ရှိတယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာရှမ်းပြည်နယ်က10-20ဆက်ခွန်ဒုတိယလိုင်းအပီတိုက်ပွဲတွေရနာထားချိန်ရှမ်းပြည်နယ်ကတပ်တွေကိုကရင်နေဘက်ပို့ပြီးစစ်တိုက်ခိုင်းပါတယ်။မိုးပြဲမြို့ဟာစစ်ကောင်စီအတွက်ရောကရင်နေတော်လှန်ရေးတပ်တွေအတွက်ပါ အရေးပါတဲ့ဒေတာပါကရင်နီပြည်ရဲ့တကပောက်ဖြစ်တယ်လို့စစ်ကောင်စီရဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်ရပခရဲ့အချက်အချာကြားတဲ့ဒေတာလည်းဖြစ်ပါတယ် KNDF ပြောရေးဆိုခွင့်ရှိသူတာအဲဆိုးကလည်းမိုးပြဲမြို့ကိုရဖို့သူတို့ဘက်ကရေကုန်ရေခမ်းထိုးစစ်ဆင်နေတယ်အဓိကအကြောင်းရင်းကတော့မိုးပြဲမြို့ကိုထိန်းချုပ်နိုင်မှသာမိုးပြဲလွန်ကော်လန်းကြောင့်မိုးပြဲဒီမော့ဆိုအဆရှိသဖြင့်လမ်းကြောင်းတွေကိုဆက်ပြီးစစ်ကြောင်းထိုးဖို့မိုးပြဲမြို့ကိုအပြင်းထန်တိုက်ခိုက်နေတာလို့ရှင်းပြပါရစေ။ စစ်ကောင်စီတပ်ဟာခမရ420တပ်ထဲကနေမြို့ရင်းကိုအ धिक စစ်ကြောင်း2ကြောင်းထိုးပြီးတိုက်ခိုက်ပါတယ်စစ်ကြောင်းတစ်ကြောင်းလည်းအင်အားတရာထက်မနည်းသုံးပါတယ်တဲ့ရာကုန်းဘက်နဲ့မိန်လမဘက်ကစစ်ကြောင်းထိုးရာကြောင်းအဲ့ဒီဘက်မှာအမြဲတမ်းတိုက်ပွဲဖြစ်နေပါတယ်စစ်တပ်စစ်ကြောင်းနှစ်ခုစလုံးကရင်နီဘူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေတာကြောင့်မြို့ပြင်တပ်ကွင်းမှာပဲတိုက်ပွဲတွေက ပြင်းထန်နေတာပါကယင်နီတပ်ပေါင်းစုရဲ့ကြံ့ကြံ့ခံတိုက်ခိုက်မှုကြောင့်စစ်တပ်ဟာတိုက်ဆုံထိခိုက်မှုများပြီးလက်နက်ခဲယမ်းတွေရတာလည်းရှိပါတယ် ဒါပေမဲ့စစ်ကောင်စီဘက်ကလည်းရှိသမျှလက်နက်အကုန်ထုတ်သုံးပြီးတိုက်တယ်လို့အနီးကတိုက်ပွဲတွေလည်းပြင်းထန်တာကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်းထိခိုက်ကြဆုံးမှုရှိပါတယ်။ပြီးတော့စစ်တပ်ကအထိနာရင်စစ်ပေးရှောင်စခန်းလိုအရက်သားပြင်းထန်တွေကိုပါတမင်ဘုံကျဲတပ်ဖြတ်တာကြောင့်ပြည်သူတွေတိတ်ဆုံးထိခိုက်မှုတွေလည်းရှိနေပါတယ်။စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုရိုက်ချိုးနိုင်ဖို့ပြည်သူလူထုရဲ့အားပေးမှုနဲ့ကူညီမှုတွေများစွာလိုအပ်နေတယ်လို့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကပြောပါတယ်။အဆုံးသတ်အနေနဲ့ကတော့ မိုးပြဲကိုပြန်ရဖို့ကအာနာသိန်းထာလောက်လွဲမဲ့ထင်နေလားလို့မိုးပြဲတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ရဲဘော်တအူကစစ်ကောင်စီကိုမေးခွန်းထုတ်လိုက်ပါရရှင်။ People's Spring ရဲ့ပတ်စင်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါရရှင်။စပွဲတွေတိုက်ပွဲတွေဘုံကျဲထားခုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကင်နေရမပြောင်းရွှေ့ကြပါနဲ့